ချောက်ချင်းချောက်တာတွေကိုလည်းစိတ်မပူပါနဲ့တချို့တွေအဖွဲစီတွေပုံကိုတွေကလိုက် ပြီးချင်းချောက်နေပါလေအဖွဲချုပ်ကိုမဲပေးလို့ရှိရင်ဘာဖြစ်မယ်ညာဖြစ်မယ်ပေါ့နော်အဲ့လောက်ချင်းချောက်နေတဲ့လူတွေမှတ်ကြရောဆိုပြီးအဖွဲချုပ်ကိုပဲပုံအောင်ပြီးတော့မဲပေးပါလို့ဒီမှာနေနေကြိုက်တွန်းနေပါလေ ွေးကောက်ပွဲတစ်ခုမှာပါဝင်ဆင်နွှဲနိုင်ရဲဆိုတာတကယ်တော့ပြည်သူများရဲ့အခွင့်အရေးပါအဲ့ဒါကိုရွှေရွှေလန်းလန်းနက်နက်နဲနဲနဲ့ဒီအခွင့်အရေးကိုဆုတ်ကင်ပြီးတော့ရှင်းနေကြရင်မဲပေးပိုင်ခွင့်ရှိတဲ့နိုင်ငံသူနိုင်ငံသားအတိုင်းမဲယုံကိုသွားပြီးတော့မဲပေးကြပါကိုယ့်ရဲ့မဲတွေဟာအင်မတန်မှအရေးကြီးပါလေနောက်ပြီးတော့လူတဦးတယောက်အတွက်မဟုတ်ဘူး တနေရာတနေရာမှာဆိုရင်တစ်ခါတလေ3ရောက်အတွက်တစ်ခါတလေ4ရောက်အတွက်မဲပေးရမယ်ဆိုတာလဲပြည်သူတွေကိုသတိပေးကြပါလေ။ဘာဖြစ်လို့လဲဆိုတော့ပြည်သူလွတ်တော်ကိုယ်စားလှယ်ဆိုတာရှိတယ်။အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဆိုတာရှိတယ်။နောက်ပြီးတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဆိုတာလည်းရှိပါလေ။ဒီအပြင်မှာတိုင်းသားကိုယ်စားလှယ်လည်းရှိပါလေ။ဥပမာဆိုလို့ရှိရင်ကိုယ့်ရဲ့ဖခင်ဟာဟိုမှတ်ပုံတင်တဲ့မှာကရင်တိုင်းသားလို့ထည့်ထားလို့ရှိရင်ကရင်တိုင်းသားကိုယ်စားလှယ်အတွက်လည်းမဲပေးပိုင်ခွင့်ရှိပါလေ။ ဒီတော့မဲကပေးတဲ့အခါမှာအ ਨੇ ဆုံး၃ယောက်အတွက်ကိုဟာတိုင်းသားဖခင်တယောက်ကမွေးဖွားလာတော့ဆိုရင်၄ယောက်အတွက်မဲပေးရမယ်ဆိုတာလည်းမမေ့ပါဘူး။နှုတ်မလို့ရှိလို့ရှိရင်ဒီမဲပေးပိုင်ခွင့်တွေကိုဆုံးရှုံးသွားမှာဆိုလို့ပါ။ဒီမှာတော့ကိုယ်စလဲအားလုံးနိုင်ဖို့ဟာအင်မတန်အရေးကြီးပါပဲ။အစိုးရတစ်ခုဖွဲ့ရဲဆိုတာဟာအဖွဲ့စည်းရဲ့ကိုယ်စလဲတွေတောင်းတတင်းတင်းတတိုင်းပြေလုံးမှာရှင်းရှင်းမှဖွဲ့လို့ရမှာပါ။ ။နောက်ပြီးတော့ထိတိရောက်ရောက်နဲ့နိုင်ငံအတွဲအပြောင်းလဲတွေကိုကျမတို့အကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်။